နိုင်ငံသားကိုသွားချင်တယ်နိုင်ငံသားကိုသွားချင်တယ်ဒါကိုပဲစဉ်းစားနေတယ်နိုင်ငံသားသွားဖို့အတွက်ဘာကိုရည်ရွယ်ချက်ထားပြီးတော့သွားချင်တာလဲနိုင်ငံသားသွားချင်တဲ့စိတ်တစ်ခုထဲမှာအနောက်မှာဘာရည်ရွယ်ချက်တွေရှိလဲကိုကိုကိုမေးဘူးလားဘာဖြစ်လို့နိုင်ငံသားသွားချင်တာလဲကိုကိုကိုမေးဖို့လိုတယ်ပေါ့နော်အဲ့တော့ဒူဘိုင်းကိုသွားချင်တယ်ဆိုတာလဲဘာလို့ဒူဘိုင်းကိုသွားချင်တာလဲပတ်စံလိုချင်လို့သွားချင်တယ်အလုပ်သွားရှာဖို့သွားချင်တယ်အဲ့တော့ကုန်ကြမ်းစိတ်ကဘယ်လောက်ရှိမယ်ဆိုတာကိုမှန်းရမယ် ဲ့တော့ကိုကဘာဖြစ်ချင်တာလဲဒါကိုလည်းကိုကိုကိုမေးရမယ်အလုတ်တော့လုံမယ်ဆိုလို့ရှိရင်လည်းကိုလုံမယ်အလုတ်ဒီပင်မန်းမယ်ဆိုရင်လုံနိုင်ပါမလားသူများနိုင်ငံမှာအလုတ်လုံမယ်လို့စဉ်းစားထားရင်ကိုနိုင်ငံလိုမဟုတ်ဘူးအဲ့တော့ပင်ပန်းမယ်အဲ့ချိန်နဲ့စားချိန်မှန်မှာမဟုတ်ဘူးအဲ့ချင်တဲ့ချိန်မအဲ့ရဘူးနားချင်လည်းမနားရဘူးစားချင်လည်းမစားရဘူးဒါတွေကိုလက်ခံနိုင်ရလားနိုင်ငံသားသွားဖို့အတွက်ကုန်ကြမ်းစိတ်ကရောဘယ်လောက်ရှိမှလဲ အဲ့ဆိုလို့ရှိရင်ကိုကဒူဘိုင်းကိုသွားမယ်သိကြတယ်အဲ့ဆိုကုန်ကျစရိတ်ဘယ်လောက်ရှိမှာလဲပြင်းပြအနေနဲ့တချို့တွေကပြောကြတယ်350နော်အနည်းဆုံး350ကနေပြီးတော့300အထိတောင်းနေတဲ့သူတွေရှိတယ်အဲ့ဒီလိုတကယ်ကုန်ပါလားအဲ့ဒီလိုရောအကုန်ခံနိုင်ရဲ့လားဒါတွေကိုကိုကကိုမေးရမယ်အဲ့တော့ကိုဘတော်ကိုအလုပ်တော့ရှာမယ်ဟုတ်ပြီ350အကုန်ခံနိုင်တယ်300လည်းအကုန်ခံနိုင်တယ်အေဂျင့်ကပြောတယ် 200ပေးလို့ရှင်အလုပ်ပါတစ်ခါရေရမယ်350ပေးလို့ရှင်အလုပ်ပါတစ်ခါရေရမယ်အဲ့အဲ့ဒါကြောင့်မို့လို့အဆန်ပေးမယ်သွားမယ်အဆန်ကလည်းတတ်နိုင်တယ်အကုန်ကလည်းခံနိုင်တယ်နိုင်ငံသားသွားတယ်အေဂျင့်ကပြောတယ်အလုပ်ရှာပေးမယ်အဲ့တော့နိုင်ငံသားမှအလုပ်လုပ်ရင်နိုင်ငံသားမှဒီအင်္ဂလိပ်လိုပြောရမှာအင်္ဂလိပ်စကားမပြောဘဲမြန်မာစကားနဲ့အလုပ်လုပ်လို့မရဘူးအဲ့တော့အင်္ဂလိပ်လိုရောပြောတတ်ပြီလား သူများပြောတဲ့စကားကိုရောနားလဲရလားသူများပြောရင်ရောကိုကပြန်ပြောနိုင်ရလားကိုကကိုပြန်မေးဖို့လိုတယ်ရှင်ကအလောက်ရှာပေးမယ်ပြောတိုင်းလဲကိုကတကယ်ရော လုံနိုင်ဖို့လားလုံနိုင်ရဲ့လားဒါကိုကိုကကိုမေးရမယ်အလောက်ချိန်ရဘဏ္ဍနာကြီးလဲပည့်ရက်တွေရှိရဲ့လားဒါတွေရောလုံနိုင်ရဲ့လားပင်မန်းမလားဘာအလောက်လဲဟိုတယ်အလောက်လားကက်ရှာလားဘာအလောက်လောက်တာလဲအဲ့တော့ကိုကကို အားလုံးကိုတေချာစုံစမ်းဖို့လိုတယ်အားလုံးကိုတေချာမေးဖို့လိုတယ်ဤဗန်ပတ်စံအကုန်ခံနိုင်တယ်ဆိုရင်တော့မှကိုပတ်စံအဲ့ဒီပတ်စံကိုအကုန်ခံပြီးရင်ကိုရမယ်လားစာနဲ့ကိုပရက်တွေမရှိဘူးဟောတပတ်မှတရက်ပိတ်မယ်ဒါမှမဟုတ်ရင်နှစ်ပတ်မှတရက်ပိတ်မယ်အဲ့ဒီလိုမျိုးနဲ့အချိန်ပြည့်အလုပ်လုပ်မယ်ဒါဆိုရင်လကုန်ရင်လစာဘယ်လောက်ရမှာလဲသူတို့ပေးတဲ့လစာကကို့အတွက်ကသုံးလို့လောက်ရလားဘယ်လောက်စုမိမယ်လို့ထင်လဲ ဒါတွေအကုန်လုံးကိုအရင်ဦးဆုံးလေ့လာဖို့လိုတယ်အဲ့တော့ကိုယ်မှာအင်္ဂလိပ်အရေးချင်းဘယ်လောက်ရှိတာလဲကိုက professional အလုပ်နဲ့သွားမှလားရိုးရိုးပဲစားတောက်ဆိုင် hotel ဟိုအခြေခံအလုပ်လို့ပဲပြောထားလိုက်တော့ပေါ့နော်အဲ့ဒီလိုပုံစံမျိုးတွေကက်ရှာအဲ့လိုပုံစံမျိုးတွေနဲ့သွားမှလားအဲ့လိုသွားမဲ့လူတယောက်အနေနဲ့လစာဘယ်လောက်ထိရမယ်လို့ထင်လဲဒါတွေကိုကိုယ့်အကိုစုံစမ်းအဲ့တော့ကျမအနေနဲ့ပြောပြပေးနိုင်တာဆိုရင်တော့အခြေခံသမားတယောက်အနေနဲ့အနှိမ့်ဆုံးလစာ နေစိတ်စားစိတ်မပါဘူးဆိုရင်2000အနည်းဆုံးကနေပြီးတော့အဲဆိုအနေနဲ့အခြေခံလာစာ2000ရချမယ်အဲ့ခါကျတော့စားစိတ်အကုန်ဟိုနှုတ်တီနှုတ်နေဆိုရင်တယောက်ကိုတလရဲ့စုလို့ရတဲ့ပတ်စံဒီအနည်းဆုံး10သိန်းရှိမယ်အဲ့တော့ဒါကအခြေခံတမ3000ရတဲ့လူကတော့သိန်း20ရနိုင်တယ်သိန်း20စုမိလိုက်မယ်ပေါ့နော်သိန်း20စုမိလိုက်မယ် ဲ့တော့၄တောင်ရတဲ့လူကတော့30စုနေလိမ့်မယ်ပေါ့နော်အဲ့ခါကျတော့ကိုကဘယ်လောက်ရတာလဲကိုရမယ်လစာနဲ့ကိုနေမှာအဲ့30စုပြီမယ်ဆိုတဲ့နေရာမှာကိုကချွတ်ချွတ်တတားနဲ့နေရမှာနော်အိမ်ကန်းဒီ800000ငားမယ်ဆိုလို့ရှိရင်ကိုကစားစရိတ်တွေနေစရိတ်တွေအကုန်နှုတ်ပြီးတော့မှရမယ်ပစံလို့တွေးရမှာအဲ့ခါကျတော့အနည်းဆုံးအင်္ဂလိပ်ကိုလည်းမတောက်တစ်ခေါက်နဲ့လာတယ် ရမယ်လားစာဒီတလောက်ကိုဆယ်သိမ်းပဲစုမိမယ်ဆိုလို့ရှိရင်ကဲ့ရလားကိုကုံထားတဲ့ပစံကိုရဲ့ကုံကြစီတွေ့ရမယ်လीနော်ကဲ့ရလားအဲ့တော့သိန်း350 200အကုန်ခံပြီးတော့လာတယ်တလောက်ကိုဆယ်သိမ်းစုမိမယ်ဆိုရင်တစ်နှစ်တောင် အလုပ်လုပ်ရမယ်အဲ့တစ်နှစ်အလုပ်လုပ်မှကိုဒီကိုရဲ့အရင်ကိုပြန်ရမှာဖြစ်တယ် အဲ့ဒီတော့အခြေခံအလုတ်သမားတယောက်အနေနဲ့ကိုကလက်လုံးမယ်အဲ့ဒီလောက်ကုန်ကြစိတ်အဲ့ဒီလိုမျိုးစူမီဖို့ကိုစူးစမ်းမှတနစ်စူးစမ်းမှအရင်ပြန်ရမယ်အဲ့ဒီတော့လုံနိုင်ရဲ့လားအဲ့ဒီတော့ကိုကုန်ကြစိတ်ကတူတူကုန်မဲ့တူတူကိုကကို့မှာအရေးချင်းနေအပြည့်ရှိတယ်အဲ့တော့ကိုအရေးချင်းများများရှိတယ်ကိုတကယ် professional ဖြစ်အောင်လုပ်ခဲ့ပြီးတော့မှထွက်လာလို့ရှိရင် ကိုယ့်ရဲ့လစာသည်ပို့ပြီးတော့ရမယ်ရူးရူးထွက်လာလို့စေသိန်းတလားစုမိတဲ့လူကတကယ်ကျွန်းကျွန်းချင်းချင်းနဲ့ထွက်လာလို့တလားကိုသိန်း20 30စုမိတဲ့သူဆိုရင်ကိုကပို့ပြီးတော့တန်တယ်လို့မထင်ဘူးလားပို့ပြီးတော့အချိန်ကုန်ရတာကုန်ရကြုံနဲ့တယ်လို့မထင်ဘူးလားဒါကြောင့်မလို့ပြောချင်တယ်ကိုအရေးချင်းကိုကိုပြည့်အောင်အရင်လုပ်ပါပြီးမှနိုင်ငံခြားထွက်ဖို့စဉ်းစားပါ ော်ယုံဘာအရေးချင်းမှမရှိပဲနဲ့အင်္ဂလိပ်တောင်မရပဲနဲ့သူများနိုင်ငံသားထွက်တိုင်းလဲနိုင်ငံသားထွက်ချင်ပါတယ်နိုင်ငံသားထွက်မယ်ဆိုပြီးတော့စဉ်းစားတာမျိုး မလုပ်သင့်ဘူးလို့ပြောချင်တယ်အားလည်းမပေးချင်ဘူးအဲ့ဒီလိုမျိုးပြီးဆက်လွယ်ထွက်လာတဲ့သူတွေအခုဒုက္ခရောက်နေကြတယ်သူများကအင်္ဂလိပ်လိုပြောလဲနားမလဲသူများကကိုယ့်ကိုဘာစာချုပ်တွေဘာတွေလုတ်ပြီးတော့ဘယ်လိုအလုပ်ထည့်လိုက်မှန်းလဲမသိပြီးရင်ကိုကမလုံနိုင်ဘူး ပြီးရင်ရောင်းစားတလို့မျိုးဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ကိုမအရေးချင်းမရှိတာကိုမမကျွမ်းကျင်တာအဲ့တော့နိုင်ငံသားကိုထွက်လို့ရမယ်လို့သူများပြောတိုင်းလဲနိုင်ငံသားထွက်တာကလွယ်လွယ်လေးထင်ပြီးတော့ပြီးစလဲထွက်ကြတဲ့သူတွေအခုလိုမျိုးဖြစ်လာတဲ့အခါကျတော့ဘသူကကဲမှာလဲနိုင်ငံသားရောက်လို့ ကဲပေးပါပြောလို့ဘယ်သူမှကဲမဲ့လို့ရှိမှာမဟုတ်ဘူးအဲ့တော့ကိုပါတော်ကိုပဲကဲရမှာလေဒါကြောင့်မို့လို့နိုင်ငံသားတစ်ခုမထွက်ခင်မှာကိုအရေးချင်းကိုကိုပြည့်အောင်လုပ်ကိုကိုကိုကျွန်းကျွန်းချင်းချင်းတတ်ထားတဲ့အရာတစ်ခုကိုကျွန်းကျွန်းချင်းချင်းဖြစ်အောင်လုပ်ခဲ့ပေါ့နော် professional fee ကိုရမှသာ professional line တစ်ခုကိုကျွန်းကျွန်းချင်းချင်းရှိခဲ့မှသာ နိုင်ငံเจ้าကိုထွက်ပြီးတော့အလုပ်လုပ်ဖို့စဉ်းစားဖို့ကိုအပေးရှင်တယ်။အဲ့တော့အေဂျင့်တွေကပြောမယ်၊ပွဲစားတွေကပြောမယ်၊350ပေး200ပေးအလုပ်တစ်ခုရှာပေးမယ်စပွဲတို့အလုပ်။အဲ့တော့350 200ပေးပြီးတော့မှတလ10သိန်းစုမိရမယ်စပွဲတို့အလုပ်ကို လုပ်မယ်ဆိုရင် ကိုယ်အရင်ပြန်ရဖို့တစ်နှစ်တစ်နှစ်ကြော်ကြော်ပြန်ပြီးတော့ရှာရမယ်။ အဲ့ဒီမှာစိတ်ပင်ပန်းမယ်လူပင်ပန်းမယ် stress တွေပြီးမယ်တောကတွေရောက်မယ်အဲ့တနှစ်နဲ့ကိုယ်ပဆံကိုကိုပြန်ရှာမှာတန်ရဲ့လားနိုင်ငံသားမထွက်ခင်မှာဒါတွေကိုစဉ်းစားဖို့လိုတယ်ဘာမှပြင်ဆင်မှုမရှိဘဲနဲ့သူများနိုင်ငံသားထွက်ချင်တိုင်းထွက်ဖို့မစဉ်းစားပါနဲ့လို့ပဲပြောချင်တယ်အဲ့ဒီလိုမျိုးထွက်လို့ရလားဆိုပြီးပြီးဆက်လွယ်ထွက်မယ်ဆိုရင်တော့နောက်တစ်ခါ ရလို့ရတဲ့နီးပေါ့နော်အကြံပေးခြင်း ਨੇ အဲ့ဒါကတော့ကိုဘာသာကိုပဲခုနကလိုမျိုးသူများကို350 200ပေးပြီးတော့မှဘာအလုံးမှမတိတဲ့ဟာကိုမတိကြတဲ့အလုပ်ကို3လနဲ့အလုပ်ထုတ်နိုင်တာတို့အာကိုမလုံချင်တဲ့အလုပ်ကိုလုပ်နေရတာတို့လုံမဲ့တူတူအဲ့ဒီ350 200အကုန်ခံစရာမလိုဘူး freelance visa ဆိုပြီးတော့ဒီတချို့ကိုကိုမြန်မာကုမ္ပဏီတွေကုမ္ပဏီကြီးတွေရောင်းတာတွေရှိတယ် freelance visa ဝယ်လိုက်ရင်တော့မ300လောက်ပဲအလွန်ဆုံး8500 6500ကနေ8500ဆီဈေးတွေပေါက်တယ်အဲ့ဒါနှစ်နှစ်ရတယ်နိုင်ငံခြားမှာနေချင်တယ်ဆိုအဲ့လိုပဲနှစ်နှစ် visa ဝယ်ပြီးတော့ပဲနေလိုက်ဘာလို့မှမလုပ်လဲရတယ်ဈားထဲမှာအလုပ်ရရင်တော့ဒီ visa ကိုတော့တကယ်အလုပ်ကောင်းတဲ့အလုပ်ကုမ္ပဏီအမှန်ဆိုရင်တော့ cancellation ပြန်လုပ်ရမယ်6500အာ AED 450နဲ့900လောက်ကုန်မယ်အဲ့ဆိုရင်သူတို့ကနှစ်နှစ် visa ချပေးမယ် အဲ့ဒီလိုမျိုးပဲတိန်းတရာအကုန်ခံပြီးတော့နှစ်နှစ်ဗီဇာဝယ်ပြီးတော့ကောင်းကောင်းအလုပ်ကိုရှာအလုပ်ကောင်းကောင်းတစ်ခုရလို့ရှိရင်အဲ့ဒီဗီဇာကိုကန်ဆယ်ပြန်လုပ်ပြီးတော့ကုမ္ပဏီဗီဇာနဲ့ဆက်ပြီးတော့အလုပ်လုပ်အဲ့ဒါဆိုနှစ်နှစ်ဗီဇာနဲ့ရမယ်ကိုလိုချင်တဲ့လစာကောင်းကောင်းကိုစောင့်ပြီးတော့အလုပ်ရှာလို့ရမယ်ဒါကတော့ဒါပို့ပြီးတော့တောင်မှကောင်းတဲ့နီးလို့ပြောလို့ရတယ်အဲ့တော့အေဂျင့်ကိုဘူးမတိပါမတိတိန်း150 200ပေးပြီးတော့ဖြစ်တယ်လို့အလုပ်လုပ်မယ်တူတူတော့လေအဲ့ဒီလိုမျိုးလုပ်ပေါ့ အဲ့တော့ပြောချင်တယ်နိုင်ငံသားထွက်ဖို့ဆိုတာဒီပြီးဆက်လွယ်မထွက်ကြပါနဲ့ပတ်စံပေါ်တယ်လို့လည်းမထင်ပါနဲ့ပြန်ရမယ့်ပတ်စံနဲ့ကိုလှုပ်ရတဲ့ဟာနဲ့တန်ရဲ့လားကုံွားတဲ့အချိန်တွေနဲ့ဖြစ်နိုင်ရဲ့လားကိုအကုန်ခံနိုင်ရဲ့လားဒီကုံွားတဲ့အချိန်မှာကိုပြန်ရမယ့်ပတ်စံနေနဲ့